မနေ့ကတည်းကကျွန်တော်ဆက်သွယ်နေကြတာတဲ့ဒီမှာဒီကျွန်တော်ဒီနေ့နိုင်တိုင်းယူနီဗရာတာဝန်ခံကိုဝင်းနိုင်ရနေတစင်ဆက်သွယ်နေတာကျွန်တော်ကလည်းမအားတဲ့အတွက်အဲ့ဒါကတော့အခုတင်းနေမှာအလုံးတက်လာတဲ့အတိုင်းပဲ6မြို့နယ်မကွေးတေတာ6မြို့နယ်မှာရှိတဲ့ပကဖရဲဘော်မိုးညို့ကို ပြန်လဲကဲထုတ်ပြီးအောင်မြင်လာလို့အဲ့ဒီတက်ရင်ကကျွန်တော်ကိုဆက်သွယ်လာတာအဲ့တော့ဒီညမှာကျွန်တော်အဲ့ဒီတက်ရင်နဲ့စကားပြောထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော် future petrol sporting youtube channel မှာတင်ထားပါတယ်เนาะ အဲ့ဒီညမှာကျွန်တော်ပြောချင်တာကအဲ့ဒီမိုးညိုကိုချထားတဲ့အမိတ်ကအလုံးပေါင်း200ကျော်တယ်နှစ်ပေါင်းတော့တချို့သူမတည့်ရလူတွေကလူတယောက်ကိုနှစ်ပေါင်း200ချောက်ရတာတဲ့အသက်က100လောက်ပဲနေရတာတဲ့ဘလောက်ထိရုံမှလဲဆိုတာကိုကျွန်တော်မြင်အောင်ပြတာအဲ့ဒီမိုးညိုကို2023ခုနှစ်မြို့ပြစစ်စီရေးတွေမှာကျွန်တော်မြို့ပြပျောက်ကြားအဖွဲ့တွေကိုဖမ်းမိတဲ့အချိန်မှာစစ်ကောင်စီကဖမ်းမိသွားတာဖမ်းမိသွားတော့ဒီချောင်းမြို့နယ်မှာရှိတဲ့စစ်တော်ရင်းမှာရင်းရဲဆက်ဆက်စစ်ဆေးပြီးတော့မှအမှုပေါင်းမြောက်များစွာဆွဲတာ အဲ့တော့ဒီညမှာကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့တော်လိုင်းရင်းဘက်ကရဲဘော်တယောက်ကိုတော်လိုင်းဘက်ကရဲဘော်ဆိုတာနံပါတ်1တူအတွက်ကိုဂျိုးစီးပွားပါရတူမီတာစုအတွက်ကိုဂျိုးစီးပွားပါရတူလူမျိုးအတွက်ကိုဂျိုးစီးပွားပါရဘာမှမရဘူးပေးဆက်ဆွန့်လို့ပြီးတော့တိုင်းပြည်အတွက်တိုက်လို့ဒါပေမဲ့သူတို့ဘက်ကကြည့်မယ်ဆိုရင်သူတို့ရဲ့ရန်သူဖြစ်တယ်ကောင်းပြီဖမ်းမိတယ်လူပြောက်ကိုနှစ်ပေါင်း200ကျော်200ကျော်အထိအမိတ်ချတယ်ဆိုတော့ တတိုင်းမိလုံးကိုရရဆက်ဆက်တက်ပြက်အကုန်လုံးကိုဘယ်လိုပြောပြောစရာမရှိအောင်လုပ်နေတဲ့ဒီစစ်ကောင်းဆောင်တွေဆိုရင်ကျွန်တော်တို့နှစ်ပေါင်း2300လောက်ချရဘူးလားစဉ်းစားကြည့်နော်အဲ့တော့အခုမိုးညိုချတာနှစ်ပေါင်း200ကျော်ဒါကယ်ထုတ်နိုင်ခဲ့လို့မကယ်ထုတ်နိုင်ဘဲနဲ့ထောင်ထဲမှာရှိတဲ့ဒလုံမတရားကြခံထင်ရတဲ့နိုင်ငံရေးအကျဉ်းသားပေါင်းများစွာရှိတယ်အဲ့ဒီနိုင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်တမနာဦးမင်းအပါအဝင်အဲ့ဒီနိုင်ငံရေးဓမ္မအားလုံးဟာကျွန်တော်တို့တော်လှန်ရေး နိုင်မှလွတ်မှာမနိုင်ဒီ၍သူတို့လက်ခုံထဲမှာသူတို့လှုပ်ခြင်းလုံးအခုကြည့်လေဒီကောင်လေးကိုဒီဒီလူငယ်လေးတယောက်ကိုနှစ်ပေါင်း200ကျော်အမိန့်ချတယ်ဆိုတာစဉ်းစားကြည့်စမ်းကြဟမ်ဘလောက်ရက်စက်ရှုံမာတဲ့လှုပ်ရက်အဲ့ဒီစစ်ဘုချုပ်တွေအနေနဲ့သူတို့တာသမီတွေကိုအဲ့ဒါလို့လှုပ်မယ်ဆိုသူတို့ခံနိုင်မှာလားဟုတ်တယ်နော်ကြည့်အဲ့တော့ဒီအဖွဲ့နဲ့ပတ်သက်လို့ကျွန်တော်တို့အဲအဲ့ဒီ ြန်လွတ်လာတဲ့ရဲဘော်မိုးညိုကိုလည်းကျွန်တော်နောက်ရက်ကြလို့ရှိရင်ဆက်သွယ်ပြီးတော့ကျွန်တော်အင်တာဗျူးလုပ်ပေးပါမယ်။ဘာဖြစ်လို့ဆိုတော့လက်ရှိသူကြုံတွေ့ရတဲ့အစ်စ်ကျော်ကြီးအတွေ့အကြုံပြီးရင်ပြန်လဲလွတ်မြောက်လာတဲ့အနေအထားပြီးလို့ရှိရင်လက်ရှိသူတို့ဖြတ်တန်းခံစားခဲ့ရတဲ့ကာလမှာသူတို့တွေးခဲ့တဲ့အချိန်မှာဒီပြည်သူတွေပေါ်ဘလို့ရက်ဆက်ရုံမှပြီးတော့ဘလို့ရာဇဝတ်မှုတွေကိုဒီအကြမ်းဖက်ကောင်တွေပြုကျင့်နေတဲ့ဆိုတဲ့အရာတွေကိုကျွန်တော်ထုတ်ပြန်ပေးပါမယ်။ဒါတွေအားလုံးကိုလည်းကျွန်တော်တို့ အဲဒီ interview တွေလုပ်ပြီးတော့ပြောရမှာဒီနေ့ကျွန်တော်ねအဲ့ဒီမိုးညိုတွားခဲ့တဲ့ပကဖချောင်းမြို့နယ်ပကဖအဖွဲ့တာဝန်ခံလူနဲ့ကျွန်တော်တို့စကားပြောထားတဲ့ဗီဒီယိုဖိုင်လည်းကျွန်တော် future pattern မှာတင်ပေးထားပါတယ်အဲ့ဒီအဖွဲ့ပေးလိပ်စာတွေကိုပါကျွန်တော်တင်ပေးထားပါတယ်ဘာလို့ဆိုတော့ဒီအဖွဲ့ကကံကောင်းတော့ဒီလကျွန်တော်တို့ PSC network မှာ မဲပေါက်တဲ့အထဲမှာလေအဲအဲ့လိုမျိုးဆိုတော့နည်းနည်းဝင်းရမဲ့အလူတွေလိုတာပေါ့နော်အဲ့လိုမျိုးဒါကြောင့်မို့လို့အဲ့ဒီဖွဲ့ပေလေးကိုလည်းကျွန်တော် future pattern မှာတင်ပေးထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီဟာကိုပြန်ပြောရမယ်ဆိုရင်တော့တို့ကဒီချောင်းမြို့နယ်မြို့မှာရေစကန်ထွက်လာတဲ့ကားအဲ့ဒီမှာကျွန်တော်ပြောစရာရှိတာဘာလဲဆိုတော့ကားကပေါမုတ်ကားပေါ့ညီမညီမဆိုပေါမုတ်ကားခေါ်တာပေါ့ဒီ time မှာဆိုရင်လွတ်တော့ပေါ့နော်လွတ်တော့ ခကြီးတဲ့လိုင်းဆွဲတဲ့လွတ်တော့ကားကိုချောဆွဲပြီးတော့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုတင်းတာနော်လက်ရှိစစ်တပ်ဖြစ်နေတဲ့အနေအထားကိုကြည့်ဒီစစ်ကောင်စီဟာတရားရုံးကနေအထုံဆောင်အထုံဆောင်ရင်တရားရုံးစတဲ့ဖြစ်ဒလိုသွားလာတရေခံလွှဲပြောင်းဖို့တာတော့မှအိန္ဒိယတိတ်ခါရှိရှိအချုပ်ကားတွေရဲကားတွေနဲ့မတုံးရဲတော့တဲ့ဘဝအဲ့ဒါအဲ့ဒါကိုမြင်အောင်ကြည့်ပါဒါဒါတွေကလက်တွေ့နော်သူတို့မှ တို့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 ယုံကြည်မှုရှိတယ်တို့ဟာတို့တို့အင်အားကြီးတယ်ဒီ PDF တွေကို view size ဆရာမလိုဘူးဆိုရင်ကျွန်တော်ပြောတာဟုတ်တယ်မလားနိုင်ငံကမှမလိုတော့နဲ့အချုပ်ကားရှိမယ်ရဲကားရှိမယ်ပွိုက်သွားပွိုက်ကားနဲ့အခုဒီနေ့တွားတာဒီအိမ်စီးကားတစ်စီးနဲ့အဲ့ဒီလွတ်တုတ်ပမောက်ကားတစ်စီးနဲ့နှစ်စီးကိုခီးတဲ့ကားတွေကိုအိမ်စီးကားပုံစံမျိုးနဲ့တရားခံနေအပြောင်းလဲလောက်တာဒါပေမဲ့စိတ်မကောင်းတာကတော့လေကျွန်တော်ဒီနေရာမှာ ဟိုဝမ်းတာစရာတွေကဝမ်းနေစရာတခုတော့ပြောချင်တယ်အဲ့ဒါကတော့နိုင်ငံအချင်းသား၅ဦးမှာပေါ့နော်မိုးညိုတယောက်တည်းကဲတင်နိုင်လဲကဲတင်တယ်မဟုတ်ဘူးသူကခုံချလိုက်တဲ့အတွက်လောလောဆယ်ခေါင်းပောက်ပြဲထန်ရရထားတယ်ခြေောက်တွေလက်တွေစုပ်ပြတ်ထားတယ်အဲ့ဒီတော့ကျမ်းမာရေးကခဏအနားယူခိုင်းထားတာပေါ့နော်အဲ့တော့သူ့ဆိုင်ကလေးပါလေတာကြီးမမောင်းခိုင်းဘူးလို့ပြောတယ်တောင်မရှိတဲ့သူကတော့အဲကျွန်တော်ညက်ညက်ဆက်တွေ့တော့အဲ့တော့အချားမကယ်နိုင်တဲ့ဒူတွေအတွက်ကျွန်တော်တို့စိတ်မကောင်းပါဘူးတကယ်ပြောတာနော်အဲ့ဒီဒူတွေအတွက်လဲကျွန်တော်တို့တော်လှန်ရေးအောင်မြင်ဖို့လိုအပ်ပါတယ် တော့အဲ့ဒါလို့မကယ်နိုင်တဲ့လူတွေအပါအဝင်တမနိုင်းဦးဝင်းမြင့်တို့ဒေါအောင်ဆန်းစုကြည်စတဲ့ဖြင့်ဒီလိုတိုင်းပြည်မှာကိုတိုင်းပြည်ရဲ့တိုင်းမျိုးပြည်ပြောင်းလဲမှာပါဝင်တဲ့မတရားကြကံထိတဲ့လူတွေအများကြီးရှိတယ်ဆိုတော့အဲ့တော့ဒေါအောင်ဆန်းစုကြည်ဒေါအောင်ဆန်းစုကြည်ကိုပြောလိုက်ရင်လူအများစုကဘာဖြစ်လဲချစ်ခင်နဲ့လေးစားတယ်ဟုတ်တယ်နော်ထောက်ခံတယ်အားပေးတယ်ကျွန်တော်တို့အဲ့လိုချစ်ခင်နဲ့လေးစားတဲ့ထောက်ခံတဲ့အားပေးတဲ့ဟိုပါဇက်နဲ့လုပ်လို့ရတာမရဘူးပါဇက်နဲ့ချစ်ပါတယ်ခင်ပါတယ်အားပေးပါတယ်လေးစားပါတယ်ထောက်ခံပါတယ်လောက်နဲ့ ကျွန်တော်တို့မရဘူးကျွန်တော်တို့လက်တွေ့ပြကြကြသူ့ကိုချစ်ပြဖို့လိုတယ်လက်တွေ့ပြကြထောက်ခံဖို့လိုတယ်လက်တွေ့ကြကြအားပေးဖို့လိုတယ်လက်တွေ့ကြကြဝန်ခံဖို့လိုတယ်အဲ့တော့လက်ရှိဒီနိုင်ငံရဲ့အကျဉ်းသားတွေအားလုံးကိုလည်းကျွန်တော်တို့ကသူတို့ကယ်တင်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီမိစ္ဆာကောင်းတွေကိုရအောင်နှိမ်နှင်းနိုင်မှာဖြစ်မယ်ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ကလည်းနိုင်တဲ့နေရာကပါဝင်ပူးပေါင်းဖို့လိုတယ်အဲ့တော့အခုဒီနေ့ဒီနေ့မှာပြောစရာရှိတာကဒီ ချောင်းမြို့နယ်ပကဖကကြီးညာထတာကအခုတို့စစ်စင်ပြုလုပ်တဲ့လမ်းကတော့အမှတ်3ပြည်အောင်စုလမ်းမကြီးဒီဂွေးချိုဂွေးပင်လမ်းပိုင်းမှာလို့ပြောရတယ်အဲ့တော့အဲ့ဒီဂွေးချိုဂွေးပင်လမ်းပိုင်းမှာတို့လှုပ်လိုက်ကြတာလေဘလို့ဆိုတော့တစ်ဖက်မှာစစ်စင်ဂိတ်တွေရဲစခန်းတွေရှိတယ်တို့နှစ်ဖက်ညှက်ထားတယ်အဲ့လိုကြားမှာလမ်းလမ်းအဖြောက်ကြီးဒါအောက်ကတောင်ဝင်ခံဒီလေးကျွန်တော်ရှင်းပြလို့ဘလို့လမ်းလမ်းကြောင့်မျက်စိတဆုံးလမ်းဖြောက်ကြီးဖြစ်တဲ့အတွက်ကားတွေကအချိန်နဲ့ပြစ်မောင်းတယ်အဲ့လိုပြစ်မောင်းတဲ့ဟာမှာတဲ့ကျွန်တော်တို့က မတော်လို့မှားပစ်မိလိုက်လို့ရှိရင်ခုံရုံးတက်ကောင်းပဲတဲ့ပြစ်ချင်တယ်ပြစ်လို့မရဘူးတဲ့ဟာအိမ်ကြီးကတော့မှားပတ်တယ်သွားပြီးတဲ့မှားပစ်လိုက်ချင်အဲ့ပြစ်လိုက်တဲ့လူရောတောင်းဝင်ခံရောအခုံကြုံဘွဲ့စစ်စေးခံအစစ်စစ်အဲ့လိုလုပ်တယ်တဲ့ပီပီရီတွေဘွားစဉ်းစားကြည့်အဲ့တော့ကားတွေကအချိန်နဲ့ပြစ်မောင်းနေတာဖြစ်တဲ့အတွက်သူတို့မှတော်တော်ခက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 ်လုပ်ခဲ့ရအဲ့တော့ပြည်သူတွေအနေနဲ့အဲ့ဒီအဲ့ဂွေးမင်းဝိဇုဂွေးပင်လမ်းပိုင်းကိုည9နာရီမှနေမနေ့6နာရီအတွင်းဖြတ်နှမ်းတွာလာခြင်းမပြုတ်ဘို့ โอเคตั้วลาแม้เฉยนี่มาแล้วดิ2เกมเป็นพี่ญาบะเป็นหม่านนี่ฉะพี่တော့မောင်းကြဖို့ကိုမေတ္တာရက်ခံထားပါတယ်ဒလိုတက်ဆိုင်ရာမြေမြမာရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုဒေတာအလိုက်ပြည်သူတွေဟာနားထောင်ဖို့အရေးကြီးပါတယ်ဒါဟာကျွန်တော်တို့ပြည်သူအတွက်ကိုထုတ်ပြန်ပေးတာဘာဖြစ်လို့အခုလိုမျိုးစစ်စစ်ရေးလုပ်တယ်နော်မတော်လို့မှားပြစ်မိထိဝိုင်းပြည်သူထိမယ်အဲ့တော့ပြည်သူထိဝိုင်းပြန်ရင် PDF တွေကပြည်သူကိုပြစ်တယ်ဖြစ်မယ်ဟုတ်တယ်နော် အဲ့တော့လွတ်ဝမ်းမြိုင်ရင်လည်းအာမင်းတို့တွေကဘာမှစစ်စင်ရင်မလုပ်ဘူးဆိုတာမျိုးဖြစ်လာအောင်မယ်အဲ့တော့စစ်စင်ရင်တည့်ရဆင်နွှဲရဆိုတာလေမလွယ်ပါဘူးဒီကောင်တွေကအခုကအိမ်စည်းကားတွေနဲ့အတွင်ယူပြီးတော့မျိုးစုံလုပ်နေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ကသူတို့လုံးပုံစံမဖြစ်အောင်လို့နေဖို့လို့အခုတွားမယ်ဆိုလေဘုရားစစ်စင်ရင်ဂိတ်နန်းနီးပြီဆိုရင် PDF စစ်စင်ရင်ဂိတ်မန်းတည့်ရတယ်ငါတို့ဂိတ်မန်းတည့်ပြီမဲ့လေအရှိန်လျှော့မယ်မှန်ချမယ်ဒီလိုပုံစံမျိုးတွေဝိုင်းလုပ်ပေးဖို့အရေးကြီးပါတယ်နံပါတ်1ကို့အတွက်လည်းလုံလုံမယ်နံပါတ်2လုံနေရတဲ့ဒူတွေအတွက်လည်း ဟိုရှင်းရှင်းလင်းလင်းဖြစ်တယ်အမှန်ချသွားတယ်အစည်းကားတွေကြီးလိုက်တာလည်းတည်တယ်ဟုတ်တယ်နော်အဲအဲ့ဒီပုံစံမျိုးပေါ့ဒါလေးကိုအားလုံးလိုက်နာပေးကြစေချင်တယ်အဲ့တော့နောက်ရကြလို့ရှိရင်မနေ့ပြန်ပြည့်တပတ်ခါပြည့်ပေါ့နော်ကျွန်တော်ဒီရက်တွေ့ကျမ်းမာရေးကြအခုကဲတင်လိုက်နိုင်တဲ့ရဲဘော်ကိုကျွန်တော်အင်တာဗျူးလေးကိုကျွန်တော်တင်ပေးပါမယ်နော်အဲ့တော့အဲ့ဒီအင်တာဗျူးလေးမှာဒီစစ်ခွေးတွေစစ်ကြောရေးမှာဘလို့ရုပ်မာတယ်ပြည်သူတွေကိုဘလောက်ထိစစ်ရာဇဝမှုတွေပြုကျင့်တယ်ဒါတွေအားလုံးတွေပါတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့အောင်မြင်မှုမျိုးကတော့ ်အဲ့ဘာဖြစ်လဲအဘလိုက်ဘလိုက်ဟိုကောင်တွေပြောတာပါအတူကြီးဟုတ်လားဟုတ်ပါဘူးအော်အဲ့လောက်မင်းတို့မြန်မာကားတွေကြည့်ရရှော့တော့နောက်ပြီးရင်ပါလေအဲ့လောက်အဲ့လောက်တော်နေရင်ဒေါ်သက်စုကြည်နဲ့ဦးဝင်းမြင့်တို့ကဲပေါ့အဲ့လိုမျိုးတွေပေါ့ကိုမတ်နေအော်သူတို့အဲ့လိုပြောတယ်အော်အေးပေါ့ဟိုရက်ကအေအေကမိုးလေဝသအဆောက်အအုံရှိမှခွေးမျိုးဖြုတ်ပေးလိုက်တဲ့ဟာလေ AI အတူကြီးတဲ့အဲ့တော့အခုဒီနေ့အဲ့ဒီ၆မျိုးနဲ့ပကဖာကနိုင်ငံရေးအကျဉ်းသားမိုးညို့ကိုကဲတာလေအဲ့ဟိုအတူကြီးတဲ့ဟုတ်လားဘောမတွေဖွာတဲ့တနာဘောကောင်းတယ်တိလား အဲဟိုအတူကြီးအတူကြီးអော်ရင်းနဲ့လဲအဲဟိုနေ့ဖြူရတာပဲเนาะအဲ့ဒီဒီဟိုနေ့မှာကြတော့ထိုင်းနယ်ဇက်ကမောတောင်ခိတ်ကိုတိုက်တော့ကြော်ကြော်ဆိုးဦးကပြောတယ်တဲ့ဒါကမဟုတ်ဘူးပေါ့နောက်နေ့ကြာကြာတော့ဒါထိုင်းစစ်တပ်ပါပေါင်းပြီးတော့ကုညီပေးတို့တော်လိုင်းအင်အားစုတွေတိုက်နိုင်တယ်ဖြူရပြန်အောင်သူတို့မှလေဘာမှပြောစရာမရှိတော့ဘူးတနာကိုကောင်းတယ်နော်ဘောမာတွေပေါ့အဲ့တော့ကိုတွေဘက်ကလည်းသူတို့အောင်မြင်မှုတွေမျိုးဆိုအခုဒီဒီအနေထားအောင်ကြည့်ပြခင်ဗျောက်ကြားဘူးလား ဟမ်မြန်မာပြည်မှာအဲ့လိုအချုပ်ကားဖြတ်သွားတော့အခုအခုဒီဘက်ခက်ပေါ့နော်။နော်အရင်ခက်ကတော့ဟိုလေတော့ပြန်မေးဆွဲတာလေးရှိတာဟိုအဲအခုခက်ဘက်မှာအဲ့လိုမျိုးတွေကြားဘူးလား။မကြားဘူးနော်။အခုကြည့်။အဲ့ဒါဘာကိုပြတာနံပါတ်၁စစ်ကောင်စီကတို့အင်အားဘလောက်ချိနဲ့နေပြီဆိုတာကိုမိမောင်းထိုးပြတာပဲ။နံပါတ်၂တို့တို့ဟာတို့တို့ဘွားတော်တို့တို့မလုံခြုံတော့ဘူးဆိုတာကိုမိမောင်းထိုးပြတာပဲ။ဟုတ်တယ်နော်။ သူတို့အနေနဲ့ကြည့်မယ်ဆိုရင်ဒါနိုင်ငံရေးအကျဉ်းသားဖြစ်ဗာအကျဉ်းသားဖြစ်တရားခံလို့တတ်မှတ်လို့ရတယ်အဲ့တော့တရားခံအလွဲပြောင်းနေမှာခုနကပြောတိတ်ခါချီချီအချုပ်ကားနဲ့ရဲကားနဲ့မတုံးနိုင်တော့ဘူးအဲ့ဒါဘာကြောင့်လဲအဲ့တော့ဒါတွေကိုပြန်ခြုံကြည့်လိုက်မယ်ဆိုရင်အခုလူတွေဟားနေကြတယ်တော်လိုင်းအင်အားစုတွေကနယ်မြေအများကိုထိန်းချုပ်ပြီးတော့စစ်တပ်ကနယ်မြေနည်းနည်းပဲထိန်းချုပ်နိုင်တော့ဆိုလူတွေဟားနေကြတယ်အဲ့ဒါလက်တွေ့လားအဲ့ဒါလက်တွေ့ဟုတ်တယ်နော်အဲ့ဒီအချက်တွေကြည်ချင်းအဖြစ်ဒီကောင်တွေအင်အားဘလောက်ပြုံးနေပြီလဲ တော်လိုင်းမှာဘလောက်ထိအကြောက်တရားတွေနဲ့နှိပ်ကြနေပြီလဲဟုတ်တယ်မလားအမှန်တကယ်ဆို PDF တွေစောက်ကူးစိုက်စရာမလိုဘူးကိုယ့်ကိုယ် standard ဝင်ရှိတယ်ခံယူချက်ယုံကြည်ချက်ရှိတယ်ဆိုရင်ဘာဖြစ်မလဲအမ်ရဲကားနဲ့တော့မချုပ်ကားနဲ့သွားရမယ်လေအခုတော့ဘာဖြစ်တယ်ယူနီဖောင်းဝတ်ပြီးတော့လမ်းလျှောက်လို့မရတဲ့အဆင်ဖြစ်တယ်အောင်မဟုတ်တော့ဘူးအချုပ်တားတောင်မှချုပ်ကားနဲ့ပို့မရတော့တဲ့ဘဝရောက်ပုံပြီအဲ့ဒါဟာကျွန်တော်တို့တော်နိုင်ရေးမင်းတို့တော်နိုင်နိုင်ဝါပြီလားဆိုအဲ့ဒါကိုပြလိုက်ပါ အဲ့ဒါတွေပြတာနော်ရှင်းရှင်းလေးဒါကြောင့်မို့လို့တော်လန်ရေးဆိုတာကကျွန်တော်လှေကားတစ်တူပဲကျွန်တော်လှေကားဖြစ်ဘယ်နှထစ်ရှိလဲတော့မတည်ဘူးဗျာဒါပေမဲ့ကျွန်တော်တို့ဘာလုပ်နေလဲစင်းနေတာမဟုတ်တက်နေတာဟုတ်တယ်နော်တက်နေတာတော့လူလဲညင်းလို့မရဘူးလှေကားပေါ်လို့တက်နေတယ်မင်းတို့မရောက်သေးဘူးလားတော့မမင်းနဲ့ငါတို့တက်နေတာလှေကားဆိုတော့အဆုံးတော့ရှိမှာပဲအဲ့တော့ဒါလေးကိုနှလုံးမှုလို့လေဒါကြောင့်မို့လို့ကျွန်တော်ပြည်သူတွေကိုပြောချင်တာကအခုအဲ့ကျွန်တော်ဓမ္မနဲ့ကျွန်တော်ပိတ်တင်ပေးလိုက်နော်အဲ့ဒီအဖွဲပိတ် တက်ရဲ့ကူညီထောက်ပံ့အောင်ရအောင်ဘောင်နောက်ပိုင်းမှာကျွန်တော်အဲ့လိုပေ့တွေကိုတက်ရဲ့တင်ပေးကျွန်တော်ရှိစင်ရင်းတွေဝင်လိုက်ဒီစင်ရင်းရှုပ်တယ်မှတ်ကတယ်နော်အခုကျွန်တော်ရှိမှာဝင်လာတဲ့စင်ရင်းဆိုတော့ကျွန်တော်ခုနေ့ကပြောသလိုအာကိုစီးဟိုဖွဲ့လူပေးပါအဲ့လိုလာပြောမရဘူးကျွန်တော်ရတဲ့ငွေကိုအားလုံးကိုတိုင်းနဲ့ပြည်နယ်ကိုမျှချပေးရတာဖြစ်တဲ့အတွက်အဲ့လိုတက်ရဲ့ကူညီခြင်းတဲ့လူတွေအနေနဲ့ပေ့တွေကိုပဲကျွန်တော်ချပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေအနေနဲ့ကဘယ်လိုမရှင်မျိုးတွေအားရတယ်မလားအားရတယ်အခြားလူတွေလို့ကျွန်တော်ချက်တိုင်းအောင်ထားတယ်ဟိုရတာရှိတာဆိုတာလေဟမ်အားရတယ်ကျင်းတတ်တယ်အဲ့လိုအားရဖို့အတွက်ကျွန်တော်တို့ဘာလုပ်ရမလဲ ကူညီရမယ်ဝင်းရမယ်နော်အဲ့တော့ကူညီရတဲ့နေရာမှာလဲစနစ်ကလေးနဲ့ပုံမှန်လေးကိုယ့်ကိုယ်လည်းမထိခိုက်အောင်ကိုယ့်စီးပွားရေးလည်းမထိခိုက်အောင်တာမန်ပြည်သူတယောက်နေနဲ့ကိုယ့်စီးပွားကိုရှားနေမယ်နိုင်ငံခြားမှာကွန်ပျူတာစုအတွက်ကိုယ်လုံနေမယ်ကိုယ့်ဝန်ကြီးအတွက်ကိုယ်လုံနေမယ်ကိုယ်လည်းအပျော်ပါရှိရှိမယ်တောက်စားလည်းရှိရှိမယ်ဒါပေမဲ့လို့နိုင်ငံအတွက်လည်းတောက်ကလေးတစ်ထောက်တော့ပေးပေးထားပါအဲ့လိုမျိုးလူတိုင်းလှုပ်ပေးထားမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာလုံနေတဲ့တွေ့ရကောင်းတွေအတွက်နော် သူတို့တည်းအားအင်ဖြစ်တယ်အောင်မြင်မှုတွေရှိတယ်အခုကြည့်ပါဒီမိုးညွန့်ဆိုနှစ်ပေါင်း200ကျော်အမိတ်ချထားတာလေစဉ်းစားကြည့်စမ်းဘဝခိုးတာလည်းမဟုတ်ဘူးเนาะသူများသားများမရင်းကျင်တာလည်းမဟုတ်ဘူးဟမ်သူများကိုမတော်မတရားသွားတတ်တာလည်းမဟုတ်ဘူးနိုင်ငံအပြောင်းလဲမှာခုနကပြောကြာရနေရာကနေတောင်းဝင်ထမ်းဆောင်ရင်းနဲ့မတရားမိတ်ချခံတိတာဒါသူတို့ကဲတင်နိုင်လို့မကဲတင်နိုင်တော့ပြီအဲ့ဒါသူတို့မျိုးဘဝပေါင်းလေဘလောက်ရင်းနေတာလဲစဉ်းစားကြည့်အဲ့ဒီထဲမှာကိုမပါသေးဘူးကိုလည်းပါမပါဘူးပြောလို့မရဘူး အဲ့တော့ကိုဒီနိုင်တော့လောက်ရမယ်ဟိဆိုရင်ဒီရန်သူဟာပြည်သူကိုဘလို့နီးနဲ့မှရှင်းနိုင်စရာအကြောင်းမရှိဘူး။ဒါကြောင့်မလို့သူတို့အောင်ပွဲမျိုးတွေများများရဖို့အတွက်ကျွန်တော်တို့ပြည်သူတွေများများဝန်းရံဖို့လိုအပ်ပါတယ်။